မင်္ဂလာပါခင်ဗျာ ARI တိုင်းသတင်းဌာနကအပတ်စဉ်စီစဉ်တင်ဆက်နေတဲ့ကျမ်းမာရေးအသိပညာပေးဆောင်းပါးကဏ္ဍကနေကြိုဆိုပါရစေ။ဆောင်းပါးရှင်ဒေါက်တာမိုးတင်နေရေးသားခဲ့တဲ့စင်ရေယုံယောဂါဆိုတဲ့ကျမ်းမာရေးဆောင်းပါးကိုအတန်လွှင့်တင်ဆက်ပေးပါရောင်းမယ်ခင်ဗျာ။စင်ရေယုံယောဂါစင်ရေယုံယောဂါဟာ Varicella Zoster Virus လို့ခေါ်တဲ့ virus ကြောင့်ဖြစ်ပေါ်ရတာပါ။ နာကျင်ခြင်းနဲ့အတူအရေပြားပေါ်မှာအရေကြီးမှုအကွက်တွေထွက်လာတာကိုအဓိကလက္ခဏာအဖြစ်တွေ့ရပြီးဒါကို shingles happy zoster စင်ရုံရဲလို့ခေါ်ကြပါဗျ။အရင်တုန်းကရေကြောက် chicken pox ဖြစ်ဖူးသူတွေမှာနှစ်ပေါင်းများစွာကြာပြီးတဲ့နောက် ကိုခံအားနည်းတဲ့အခါတွေမှာဒီ virus ပိုးကပြန်နှိုးထလာပြီးစင်ရုံကို ဖြစ်စေနိုင်ပါတယ်။စင်ရုံစတင်ဖြစ်ပွားပုံ ဗိုင်းရပ်စ်ပိုးကကြောရိုးရဲ့အာယုံကြောအဖုလေးကို ထိကိုက်ပြီးတက်ဆိုင်ရာအာယုံခံအရေပြားမျက်နှာပြင်ပေါ်မှာနာကျင်တာမိစားနဲ့ထိုးစလို့ပူတာခက်ဆက်ဆက်နေမထိထိုင်မသာဖြစ်တာရာရဏာတွေကိုအရင်ဆုံးခံစားရပါတယ်ဒီလိုလက္ခဏာတွေခံစားရပြီးတဲ့နောက်မှာတော့ခေါင်းကိုက်တာ၊ဗိုက်နာတာ၊ကိုလက်ညောင်းညာကိုက်ခဲတာ၊နှုံးချိပန်းလျတာတွေပါ တွဲပြီးဖြစ်နိုင်ပါတယ်အရေပြားပေါ်မှာအကွက်လိုက်အဆုလိုက် အနီးပြင်ပေါ်လာပြီးခါးတစ်ဖက်မှာအပြင်လိုက်ပြင်းနေတာကြောင့်ကပတ်ရေယုံလို့တောင်ခေါ်ကြပါသေးတယ်။အဲ့ဒီအနီးပြင်ရဲ့အပေါ်ယံမှာအရေကြီးမှုငယ်လေးတွေအစုလိုက်အပြုတ်လိုက်ထွက်လာချိန်မှာတော့စင်ရေယုံဆိုပြီးယောဂကိုနာမည်တက်နိုင်ပြီဖြစ်ပါတယ်။စင်ရေယုံပေါက်တဲ့နေရာတွေကရှားရံပြီးနာကျင်တတ်ပါတယ်။အနာကိုကုတ်ဖဲ့ကျင်တာအဖုတွေကိုဖောက်ချင်တာမျိုး ဖြစ်တတ်ပါတယ်။အဖုတွေပေါက်သွားတာဒါမှမဟုတ် ဖောက်မိသွားတာဖြစ်သွားရင်တော့အနာရင်ပြီးပျောက်ဖို့ကြာရပ်ပါတယ်စင်ရီယုံရဲ့အဓိကလက္ခဏာတွေက10ရက်က15ရက်အထိကြာနိုင်ပြီး အမာရွတ်တွေလည်းကြံ့ခဲ့နိုင်ပါတယ်ရက်30ကြာကြတဲ့အထိမတက်တာတော့မှစိုးရွားတဲ့နာတာရှည်စင်ရီယုံရဲ့လို့သတ်မှတ်နိုင်ပါတယ်စင်ရီယုံဘလောက်ကြာအောင် ပောက်ခဲ့ပြီဖြစ်ပါစေရေယုံအဖုဖြစ်ခဲ့တဲ့နေရာမှာ အရေပြားအယောင်ပြောင်းတာအမာရွတ်ထင်ကြံတာတွေဖြစ်နိုင်သလိုတချို့တွေမှာတော့ ပုံမှန်အသားရည်တိုင်းပြက်ကောင်းသွားတာမျိုးလည်းရှိနိုင်ပါတယ်။စင်ရုံကူးဆက်အပြီးအာယုံကျော်နာကျင်ချင်းစင်ရုံပေါက်ပြီးအားလုံးပြန်ကောင်းတော့တယ်ပေမဲ့လူချို့မှာတော့၃လ၄လကြာသည့်တိုင်စူးရှပူလောင်နာကျင်ချင်းကိုဆက်လက်ခံစားရတတ်ပါတယ်။ရေယုံပေါက်ခဲ့တဲ့အည်ပြားကိုတခုခုနဲ့ထိမိပုတ်မိဒါမှမဟုတ်လေတိုက်မိရဲ့အခါမှာစူးစူးရှရှပူပူလောင်လောင်နာကျင်ရပါတယ်။ဒါကိုစိတ်ပညာအရတော့စင်ရုံ ကူးဆက်အပြီးအာယုံကြောနာကျင်ခြင်းလို့သတ်မှတ်ထားကြပါတယ်။မျက်စိနဲ့ဆင်ရည်ယုံမျက်စိကိုကူးဆက်တဲ့ဆင်ရည်ယုံဖြစ်ွားပါက မျက်စိနာတာမျက်ခန်းယောင်တာမျက်သားယောင်တာရှေးတိမ်မြင်လှယောင်တာမျက်လုံးအာယုံကြောယောင်တာမျက်လုံးတင်းပြီးပြူးထွက်လာတာမျက်ခွန်တွဲကြတာမျက်ခွန်ပိတ်မရတာမျက်လုံးမျက်ခန်းကြွက်သားတွေအားနှဲသွားတာအပါအဝင်မျက်စိယောဂါတွေအများကြီးဆက်ဆက်ဖြစ်ပွားနိုင်ပါတယ်။ အုံနော့အာယုံကျော်နဲ့ဆင်ရီယုံဆင်ရီယုံဗိုင်းရပ်စ်ပိုးကအာယုံကျော်ကိုကြိုက်တဲ့ဗိုင်းရပ်စ်ပိုးဖြစ်တာကြောင့်ကိုယ်ဆက်ခံရတဲ့အာယုံကျော်အတိုင်းယောဂလက္ခဏာတွေပြတတ်ပါတယ်။မျက်နှာထိမ့်ချုပ်နေတဲ့အာယုံကျော်တွေနားအာယုံကျော်အလိုလျောက်ထိမ့်ချုပ်ထားတဲ့ကလေးစားပိုင်းအာယုံကျော်စကားပြောအင်္ဂါထိမ့်ချုပ်အာယုံကျော်အပါဝင်အုံနော့အမေးအဆုပ်အမေးစီလံချောင်းနဲ့အတူဥလန်းချောင်းကိုထိမ့်ချုပ်ထားတဲ့အာယုံကျော်တွေမှာပါဖြစ်တတ်ပြီးယောဂလက္ခဏာအထူးဆန်းများကြုံတွေ့ရတတ်ပါတယ်။ စင်ယုံယောဂါရှာဖွေခြင်းစင်ယုံယောဂါကိုဘယ်လိုသိနိုင်သလဲတမက်ယိုကြအရေပြားမှာဖြစ်တဲ့စင်ယုံကိုပုံမှန်အားဖြင့်ဆရာဝန်ကအရေပြားပေါ်မှာထွက်လာတဲ့လက္ခဏာတွေကိုစမ်းသပ်ကြည့်ရှုပြီးစင်ယုံဟုတ်မဟုတ်ပြန်ပြောနိုင်ပါတယ်တကယ်လို့ယောဂလက္ခဏာအထူးစမ်းများနဲ့ကုသမှုခံယူလာတဲ့လူနာတွေကိုတော့အုံနောက်အာယုံကျော်မျက်စိနာစစ်ဆေးခြင်းတွေနဲ့အတူတူ DFA စစ်ဆေးခြင်း Direct fluorescent antibody testing on vesicular fluid or at corneolesion. PCR cesarean, polymerase chain reaction testing of the fascicular fluid at corneolesion or blood တွင်နဲ့ဒါယောဂရှာဖွေလို့ရပါတယ်။စင်ယုံကုသနီလမ်းများစင်ယုံယောဂခံစားရခြင်းတိုးတောင်းစေဖို့အတွက်စင်ယုံလို့သိလျင်သိခြင်း antiviral drug acyclovir valacyclovir စေးများညွှန်ကြားပြီးတော့ကုသနိုင်ပါတယ်။စေးပမာဏနဲ့စင်ညွန်တွက်ချက်ပြီးဆံဝန်ညွှန်ကြားတဲ့အတိုင်းတောက်ရမည်ဖြစ်ပါတယ်။ အနာလိန်ဈေးများအရာပြည့်ဈေးများအယောင်ကြာဈေးအနာတတဈေးတွေအပြင်လိုအပ်ပါကကိုခံအားတက်စေဖို့ဈေးများဆသဖြင့်လိုအပ်သလိုကုသပေးရမှာဖြစ်ပါတယ်။အိမ်မှာလဲရှည်ခဲကိုအဝတ်တန်တန်နဲ့ထုတ်ပြီးရေယုံအဖုအနီမျက်နှာပြင်တွေအပေါ်မကြာခဏကပ်ပေးနိုင်ပါတယ်။တကူရီတန်ရှင်းရေးကိုလည်းအလေးထားပြီးနေတိုင်းရေချိုးပေးရပါမယ်။ဆိုးရွားတဲ့ယောဂလက္ခဏာများရှိနေတဲ့လူမှာတော့ဆေးရုံတင်ပြီးကုသခြင်းမဖြစ်မနေလိုအပ်ပါတယ်။တတိပေးချက် မိသွေးမှုံတိတ်တာအနာကိုဖောက်ပြစ်တာအနာပေါ်မှာမတက်နဲ့စီလိမ့်တာတွေကယောဂကိုပိုဆိုးစေနိုင်တယ်ဆိုတာကိုသတိပြုထားတယ်ပါတယ်။အရက်ထဲမှာပြောနေကြသလိုဆင်ယုံယောဂကကပတ်တစ်ဖက်ပြည့်လျင်အသက်တည်ဆုံးတတ်တယ်၊ယူတတ်တယ်ဆိုတဲ့အယူဆတွေကအမှားရတဲ့အယူဆတွေပဲဖြစ်နေပါတယ်။ဒါကြောင့်မှန်ကန်တဲ့ကုသမှုကိုခံယူပြီးကျန်းမာရေးသိမြင်တွေရရှိနိုင်ကြပါစေ။ Every time separate တများအတွက်လည်းနောက်တစ်ပတ်မှာတော့အဆုတ်တီယောဂအကြောင်းတင်ဆက်သွားမှာဖြစ်တာကြောင့်စောင့်မျှော်ကြည့်ရှုအားပေးကြပါဦးခင်ဗျာ။ အားလုံးရှင်လန်းချမ်းမြေကြပါစေ။ကျမရေးသိပညာပေးကဏ္ဍပြိပခကာလာတွင်ရှင်သန်နေထိုင်ခြင်းစင်ယုံယောဂါဆောင်းပါ ERR Times ဆရာနာသိမှုကြောင့်မြန်မာနိုင်ငံသားဖြစ်ပေါ်နေတဲ့ပြိပခကာလာတွင်ပြည်သူများကျမစွာရှင်သန်နေထိုင်နိုင်ရေးအတွက်ပြိပခကာလာတွင်ရှင်သန်နေထိုင်ခြင်းကျမရေးသိပညာပေးအစီအစဉ်ကို ERR Times တင်ဆက်လာအနေဖြင့်အပတ်စဉ်တနင်္ဂနွေနေ့နဲ့ဗုဒ္ဓဟူးနေ့တိုင်းတင်ဆက်သွားမည်ဖြစ်ပါ၍စောင့်မျှော်ကြည့်ရှုကာကျမရေးသိပညာများရောင်းနိုင်ကြောင်းတင်ငောင်းပါပါရခင်ဗျာကျေးဇူးတင်ပါတယ်